အားလုံးပဲမင်္ဂလာပါတရှင်တွေကကြိုဆိုလိုက်ပါတယ် channel လေးမှာဆိုရင် တော့ great dan message သင်ခန်းစာတွေကို ရှင်းပြထားတယ်เนาะဗီဒီယိုလေးတွေကိုသူ့ရဲ့ chapter အလိုက်เนาะတင်ပေးထားတာဖြစ်ပါတယ်အရွယ်တကူဝင်ရောက်လေ့လာနိုင်ပါတယ်เนาะနားမလည်တာလေးတွေရှိရင်လည်းတချက်ကို comment မှာရေးခဲ့ပေးလို့ရပါတယ်အခုဒီဗီဒီယိုလေးမှာတော့เนาะ chapter 10ရဲ့ trico သင်ခန်းစာတွေကိုရှင်းပြထားတာဖြစ်ပါတယ်ကြည့်ရအောင်เนาะ မင်္ဂလာပါ solution of right triangles တောက်မက်ထရီကံများကိုဖြည့်ရှင်းခြင်းเนาะဒီသင်ခန်းစာလေးကိုရည်ရှင်းပြမှာဖြစ်ပါတယ်เนาะဆိုတော့တရိကံတိုင်းတရိကံတိုင်းမှာတောင်၃တောင်အနာ၃နာဆိုပြီးတော့အပိုင်း၆ပိုင်းပါတယ်အဲ့လိုပဲတောက်မက်ထရီကံမှာလည်းတောင်၃တောင် အနာသုံးတာပါမယ်။တောင်းပီလေးကဒီမှာဆိုရင်တောင်းမှန်လေးဖြစ်တယ်။တောင်းအေလေးနဲ့တောင်းစီလေးကတောင်းချင်းလေးပေါ့နော်။ဒါတောင်းသုံးတော့ပါတယ်။အနာသုံးတာဆိုလို့ရှိရင်တော့ AB ရဲ့ BC ရဲ့ AC ရဲ့ဆိုပြီးတော့အနာသုံးတာပါတယ်။နော်။အဲ့တော့မှအဲ့ဒီအနာလေးတွေကိုမှသူ့ရဲ့မျက်နှာချင်းဆိုင်တောင်းလေးတွေနဲ့နော်သင်္ကေတပြုပြီးတော့ A သေး B သေး C အသေးဆိုပြီးတော့အနာလေးတွေထပ်ပြီးတော့ခေါ်လို့လည်းရတယ်။ ပြီနော်ဒါတရိကန်နိုင်မှာရှိတာအဲ့တော့တောက်မှန်တရိကန်ကိုတစ်ခုကိုဖြည့်ရှင်းတော့မယ်ဆိုလို့ရှိရင်နော်ဒီအပိုင်း6ပိုင်းစလုံးကိုနော်အဖြေတွေတန်ဖိုးတွေရှိနေဖို့အတွက်ရှာဖို့အတွက် case ကဘယ်နှခုရှိလဲဆိုရင်နှစ်ခုရှိတယ်ဟလာအဲ့တော့အပိုင်း၆ပိုင်းထဲမှာသူပေးထားတာပိုင်းနေရှိမှာပေါ့နော်မပေးရထားတဲ့ဟာကိုဒီချေတို့ကထရှာရမယ်အဲ့ဒီလိုထဲမှာ तू က case နှစ်ခုနဲ့အဲဒီချေတို့အေးချက် ရှိတယ်ပေါ့နော်အဲ့တော့အဲ့စာလေးကိုခုဒီမှာရေးထားတာဖြစ်ပါတယ်ကြည့်အောင်နော် every triangle has six parts namely three angles and three sides in the solution of right triangles there are really only two cases to be considered case 1 here to solve a right triangle when two sides are given အဲ့တော့ case 1ကတော့ အနာနနာပေးထားတဲ့တောင်းမှန်တွေးခံကိုဖြည့်ရှင်းမယ်။ဟုတ်ပြီအဲ့တော့တောင်းမှန်လေးကတော့တစ်ခုကတော့ဒေါင်းတောင်းကတစ်ခုကတောင်းမှန်ပါနေတာဖြစ်တဲ့အတွက်အနာနနာရဲ့တောင်းမှန်ရဲ့တိတာပေါ့နော်။အဲ့ဆိုရင်ဒီချက်တော့ကြံတဲ့၃မျိုးရှာပေးရမယ်။အဲ့ဒီလို case မျိုးနောက်တစ်ခုကကြတော့ case 2က two solve a right triangle one sides and one acute angle are given နော်အဲ့တော့ ဒီ case 2ကကြတော့တောင်းမှဖြစ်နေတဲ့ထောင်လေးအပြင်ပေါ့နော်အနာတနာနဲ့ထောင်ချင်းတထောင်ပေးထားတဲ့နော် case မျိုးကြံနဲ့မတိသေးတဲ့အနာလေးကိုရှာဖို့ပေါ့နော်အဲ့လိုမျိုးနဲ့သူက case နှစ်ခုရှိရဲ့ပထမ case လေးကိုကြည့်ရအောင်နော်မှာဆိုလို့ရှိရင်နော်ဒီ right triangle abc လေးမှာဆိုရင်ဒီ shadow မှာ angle b ဆိုတာက90 degree ပုံသေးရှိပြီးသားဟုတ်ပြီနော်ပုံသေးရှိပြီးသားဖြစ်တယ်အဲ့တော့ ်သူကတောင်းအနားနှစ်နာပေးထားမဲ့ case မျိုးဆိုတော့အနားနှစ်နာဆိုတော့တကယ်လို့ဒီ A ရယ် C ရယ်က given ပေါ့နော်အနား A လေးရယ်အနား C လေးရယ်ဒါလေးကပေးထားတာနော်ပေးထားတာဆိုတော့တကယ်လို့ဘာရှာမှာလဲအနား B လေးရှာမယ်တောင်း A တောင်း C တောင်းချင်းနှစ်တောင်းရှာရမှာဖြစ်တယ်အဲ့တော့ပထမဦးဆုံးအနား B လေးကိုဘယ်လိုရှာမလဲနော် အနာဘီလေးကိုတော့ဒီချက်တို့ဘာတီအိုရန်လေးသုံးပါလေ Pythagoras theorem သုံးပါပေါ့နော်အဲ့တော့ Pythagoras theorem အရဆိုပြီးတော့ဒီချက်တို့ကရေးမှာပေါ့နော် Pythagoras theorem ကိုသုံးပြီးတော့ဒီထဲတော့အနာဘီလေးဆိုရင် b ဒီတောင်းမှန်ကန်အနာဖြစ်နေတော့ b စကွဲ e ကွဲ2ဒါ a စကွဲ c စကွဲအနေနဲ့ဒီထဲတော့ဒါရှားတာပေါ့နော်ဒါဒီထဲတော့တောင်းမှန်ကန်အနာကိုရှားတဲ့အလဲဖြစ်နေလို့တောင်းမှန်ကန်အနာနဲ့နောက်အနာတနာနဲ့ပေးမယ်ဆိုလို့ရှိရင်တော့ဒီထဲတော့ကျန်နေတဲ့အနာကိုနှုတ်ချင်းနဲ့ရှားမှာပေါ့ဟုတ်ပြီနော်နောက်တစ်ခု တောင်းချင်းနှစ်ခုတောင်းချင်းနှစ်ခုကတောင်း a နဲ့တောင်း c ဖြစ်တယ်အဲ့တော့ ထမအဆုံးတရားတို့တောက်အေးလေးကိုရှားခြင်းနဲ့ဆိုတော့เนาะတောက်အေးလေးကိုရှားခြင်းနဲ့ဆိုရင်တော့တရားတို့ပေးထားတဲ့ A နဲ့ C နှစ်ခုကိုသုံးမယ်เนาะ A ဘိုင်း C ပဲ33 C ဘိုင်း A ပဲ33သူတို့နှစ်ခုကိုအချိုးချမှာအခုတရားက A ဘိုင်း C လို့အချိုးချလိုက်ပြီဆိုတော့ဒီအချိုးလေးနဲ့တရားတောက်အေးကိုရှားမယ်ဆိုရင်အဲ့ဒီအချိုးဒီတောက် A အနေနဲ့ကြည့်ရင်အချိုးချမျိုးတွေကဘယ်အချိုးကြတာလဲဒီလိုကြည့်မှာပေါ့เนาะအဲ့တော့ A ဘိုင်း C ဆိုရင်တော့ ယနေ့ချင်းဆိုင်နာကိုနိစာနာနဲ့စားတာဖြစ်တဲ့အတွက်သူဒီဒီချေလို့တန်အချိုးနဲ့ဒီတောင်းအေးလေးကိုရှာလိုက်မယ်ပေါ့နော်အဲ့ခါကြာလို့ရှိရင်တချေလို့ဘာတံမိုးလေးရလာပြီတောင်းအေးတံမိုးလေးရလာရလာပြီဆိုတော့မှတောင်းစီလေးကိုလိုချင်တယ်နော်အင်္ဂယ်စီလေးကိုလိုချင်တယ်ဆိုရင်တော့90ဒီဂရီလေးကနေပြီးတော့အဲ့ဒီရှာထားတဲ့အင်္ဂယ်အေးလေးကိုနှုတ်လိုက်ရင်တချေလို့ဘာတံမိုးရှာလို့ရပြီလေဒီဒါလေးကအင်္ဂယ်အေးလေးရပြီနော်ဒီမှာဆိုဘာတံမိုးရပြီလေဆိုရင် အင်္ဂယ်စီလေးရဲ့တန်ဖိုးကိုရှာလို့ရပြီ။ဟုတ်ပြီနော်။အဲ့လိုမျိုးနဲ့ဒီချက်ကိုရှာရမှာဖြစ်ပါတယ်။ဒါအနာနှစ်နာပေးထားတဲ့ case မျိုးမှာအနာတနာနဲ့တောင်းတောင်းပေးတဲ့ case မျိုးဆိုတော့ right triangle ရေးကြည့်လိုက်ပြီနော်။ right triangle ABC မှာပုံသေးတိပိဒါကတောင်းမှန်ကပုံသေးတိပိဒါတောင်းမှန်ရဲ့နာမည်ကတောင်းပြီဆိုတော့ဒါတောင်းပြီက90 degree ပေါ့နော်။ ဆိုတော့ဘယ်နားနဲ့ဘယ်နားပေးထားလဲဆိုလို့ရှိရင်ဒီမှာတော့ဟလာအနားစီလေးရယ်အင်ဂယ်အီလေးရယ်ဒါလေးကပေးထားတယ်အဲဆိုရင်ဒီထဲတော့ဘယ်နားတွေရှားမှာလဲအနားတနားပေးထားတယ်ဆိုတော့အနားနှစ်နားရှားရမယ်ဟလာတောင်းတထောင်ပေးထားတယ်ဆိုတော့ကြံတဲ့တောင်းတထောင်ကိုဒီထဲတော့ရှားလို့ရတာပေါ့အဲဆိုလို့ရှိရင်တော့ပထမဦးဆုံးဒီတောင်းတထောင်ကိုအရင်စရှာလို့ရတယ်နော် ဲ့တော့ down a ပေးထားတယ်ဆိုတော့ teacher တို့က down c လေးချတာပေါ့နော်ပထမအဆုံး teacher တို့ down c လေးချလိုက်တယ်နော် down c ဆိုတာလေးကိုလိုချင်တယ်ဆိုရင်တော့90 degree လေးကနေပြီးတော့ angle a လေးကိုနှုတ်လိုက်မယ်အဲ့ဒါဆိုရင် teacher တို့ down c တန်ဖိုးလေးရပြီဒီတန်ဖိုးလေး teacher တို့ရသွားပြီဟုတ်ပြီအဲ့တော့နောက်တစ်ခုကြည့်အောင် c အနား c လေးပဲပေးထားတာအဲ့တော့ teacher တို့ဘာရှားဖို့လိုလဲ a ရဲ့ b ရဲ့ရှားရမယ်စောရုံးကလိုပဲ a လိုချင်တယ်ဆိုလို့ရှိရင် နော်ဒီချက်တို့ပေါ် a ပေါ့နော် a ရှာဖို့အတွက်ဆိုတော့ a လိုချင်တယ်ဆိုလို့ရှိရင် a လေးကိုပိုင်းဝင်มาဒါပေးထားတဲ့ c လေးကိုပိုင်းချင်มาဒါပြီးတော့နော်ပေးထားတဲ့ down a နဲ့ပဲဒီချက်တို့အချိုးယူมาပေါ့အခုဒီပုံလေးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် a ဘိုင်း c ဆိုတာလေးနဲ့တွက်တာနော် a ဘိုင်း c ဆိုလို့ရှိရင်ဒါ tan a ပေါ့နော် tan a ဆိုပြီးတော့ဒါ a equal to ဆိုလို့ရှိရင် ဒီတိထားတဲ့အနာစီလေးရယ်ဒီမှာရှိနေတဲ့တန်အီလေးရယ်ဒါမြောက်လိုက်ပြီးဆိုရင်ဒါအီတန်မူလေးရပြီအဲ့တော့ B လေးကိုလိုရင် Pythagoras theorem သုံးလို့လဲရတယ်။နောက်အချိုးတစ်ခုနဲ့ဒီရှာမယ်ဆိုလို့ရှိရင်လည်းရတယ်။အဲ့တော့အချိုးတစ်ခုနဲ့ပဲကိုကရှာမယ်ပေါ့။တကယ်လို့ဒီရှာတော့ရဲ့ဒီ Pythagoras theorem ကိုသုံးရတယ်ဆိုတာကဒီသူ့ရဲ့တန်ဖိုးကဓာတ်သမားတွေမဟုတ်ဘဲနဲ့ဂိမ်းပြဖြစ်ခဲ့ရင်ကောင်းတာပေါ့နော်။ တော့ဒီရှာလိုက်တဲ့ A ရဲ့တန်ဖိုးလေးဟာဓာတ်သမဖြစ်နေခဲ့ရင် Pythagoras theorem နသုံးရတာအသိအဆင်မပြေဘူးဆိုတော့သူ့သုံးရတာထက်ပေါ့နော်အချိုးနဲ့ရှာရတာပိုအဆင်ပြေဒါကြောင့်အချိုးလေးနဲ့ရှာတယ်ဟုတ်လားအဲ့တော့ biology နဲ့ဆိုရင်ခြေတို့ဘာယူလဲလိုချင်နေတဲ့ view ကိုပိုင်းဝင်မှာထားမယ်ပေးထားတဲ့ CD ကိုပိုင်းချိန်မှာထားပြီးတော့ဆောရုံကပေးထားတဲ့ နော်ဒေါက် A နဲ့ပဲတွက်ပါဒေါက် C နဲ့တွက်ခဲ့ရင်ကိုရှာတဲ့တောင်းစီရအပြေးသားမှာခဲ့ရင်ကျန်တာတွေအကုန်လုံးအပြေးလိုက်မှာမှာဖြစ်လို့နော်ပေးတာနဲ့ပဲဒီလိုတွက်ပါဆိုတော့ဒေါက် A လေးနဲ့ယူမယ်ဆိုလို့ရှိရင်ဒါ B by C ဆိုတဲ့အယူလေးဖြစ်သွားတယ် B by C ဆိုတာကဒီတောင်းမှန်ကန်အနာကိုနိစအနာနဲ့စားတာဖြစ်တယ်အဲ့တော့တောင်းမှန်ကန်အနာကိုနိစအနာနဲ့စားရင်သူဒီဘာအယူလဲယူမယ်ဆိုရင်ဒေါက် A လေးရဲ့ဆက်အယူ နော် set a ဆိုတဲ့တန်ဖိုးလေးနဲ့တကယ်လို့ရှာမယ်ဆိုရင် b equal to c လေးကိုတစ်ဖက်ပို့လိုက်တယ် c into set a ဆိုတဲ့တန်ဖိုးလေးနဲ့ရှာလိုက်မယ်ဆိုရင်ဒီချက်တော့ b တန်ဖိုးလေးရပြီဒါဆိုရင်တော့ဒီချက်တို့တို့ချင်းနဲ့တန်ဖိုးတွေအားလုံးအကုန်ရပြီပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ဒီချက်တို့ဒီ case နှစ်ခုကိုဖြေရှင်းသွားမှာဖြစ်ပါတယ်နော်ဒါကတော့ဒေါမတရီကံမှာရှိနေတဲ့ နော်ဖြည့်ရှင်းချက်ကလေးကိုဘယ်လိုဖြည့်ရှင်းမလဲဆိုတာကိုဟိုရှင်းပြထားတဲ့သင်ခန်းစာဖြစ်ပါတယ်မင်္ဂလာပါ